အခန့်နဲ့တွေ့လျင်တွေ့ချင်းမေတ္တာရှိစေတော်နီနယူးယောက်မြို့တွင်တဲခင်းကျွေးမွေးသောညစာစားပွဲတစ်ခုသို့ညမကြမီကကျွန်ုပ်တက်ရောက်ခဲ့၏သူညစာစားပွဲသို့တက်ရောက်သောအမွေပစ္စည်းအတော်ရထားသူမိမတူသည်တွေ့သည်မသောသူတိုင်းကသူအားမေတ္တာရှိစေလိုသောစန္ဒရှိသည်သူမိမသည် အဖို့တန်စိန်ပရံပြာပလဲစသည်တို့ဖြင့်တကိုယ်လုံးကိုဆင်းရင်၍ထားတော်လေသူမျက်နာကို အနှဲငယ်မျှပြုပြင်ပေးရမှန်းမသိချေ သူမျက်နာသည်အောက်တို့တို့နိုင်လာသည်တကူကောင်းကြံစီခြင်းစိတ်ပေါ်လွင်နေသည်ဆွဲဆောင်မှုရှိတဲ့ audio ဆောင်အတွေ့အကြုံအတွက်နောက်ဆုံးပန်းနိုင်ဖြစ်သော the request မှကျူဆူပါတယ်ဘယ်တော့မှခင်မကုံသွားတဲ့ကံတွင်ဆောင်တွေကိုနားဆင်ခြင်းနဲ့ချစ်မိအယောင်ရဆုံးဆောင်များကိုနားထောင်ခြင်းနဲ့တင်မြုပ်နေတဲ့စာကောင်းပေကောင်းတွေကိုစူးစမ်းခြင်းနဲ့ဆိုရင် the request ဟာစာပေဇလန်းတွေကိုအတန်ဆွမ်းအဖြစ်အသက်ဝင်စေပါတယ် ဒီနေ့မှာအရင်နေ့ကဖက်ပြခဲ့တဲ့အခန်းဆက်ကိုဆက်လက်ဖက်ပြပါဦးမယ်။မိမတယောက်တွင်အဝတ်စားထက်ညနေသားကပို၍အရေးကြီးကြောင်းကိုယောက်ျားတိုင်းလူလူတီးတော်လဲသူမိမကမတိချက်ဇိုးဝါလာသည်။စကားမဆက်တင့်မိမသည်ဝတ်ကောင်းစားလာကိုပူဇာလျင် ပြန်ပြောနိုင်အောင်ဤစာကြောင်းကိုမှတ်ထားပါ။သူအပြုံးသည်ဒေါ်လာတသန်းတန်သည်ဟုရှာရပ်သည်ကျွန်ုပ်အားပြောမှုသည် သူသည်အမှန်ကို အနှဲငယ်လျှော့ပြောကောင်းပြောပေမည်။အကြောင်းမူကားသူ၏လူရည်တတ်မှုမျက်နှုတ်ပွဲအမူအရာ လူကြိုက်များအောင်လုံနိုင်သောစွမ်းရည်တို့သည်သူ၏ထူးကဲသော အောင်မြင်ခြင်း၏အကြောင်းရင်းများပင်သည်။သူ၏ရုပ်ရည်တန်ပြန့်မှုတွင်ကြည်နုစရာအချက်တစ်ခုတည်းကလူများကို စွဲအောင်လုံနိုင်သော သူအပြုံးပင်ဖြစ်သည်။တခါကကျွန်ုပ်သည်မော်ရစ်ရှက်ဖယ်လီယာနှင့်တွားရောက်တွေ့ဆုံသည်။အမှန်တမ်းပြောရလျှင် သူ့ကိုတွေ့လျင်တွေ့ချင်းအတော်စိတ်ပြက်သွား၏သူ့ကိုကြည့်ရသည်မှာမျက်နှာမကြည်မသာနှင့်ရှိပြီလေစကားကိုလည်းဟဟပပမပြောသောကြောင့်ကျွန်ုပ်ညှော်လင့်ချက်များစွာနှင့်ကင်းဝေးလျက်ရှိသည်တို့ရတွင်ပြုံးလိုက်သောအခါတိမ်ထိုက်များကြားမှာလားထွက်လာပြီတကဲ့သို့သူ၏မျက်နှာသည်အတော်ကြည်လင်၍လာ၏အကယ်၍သာမော်ရစ်ရှက်ဗယ်လီယာသည်ဤကဲ့သို့ မပြုံးတတ်ခဲ့သောယခုလောက်ရှိလျှင်ပဲရစ်မြို့တော်တွင် သူဤမိဘရိုးရာအလုတ်ဖြစ်သောလက်သမားအလုတ်ကို လုံနေရသည်မှာကြာလာပေပြီအပြောထက် အလုတ်သည်ပို၍ထင်ရှား၏ပြုံးလိုက်ုံနဲ့ခမည်းကိုမြတ်တာရှိပါသည် ခမည်းဟာ ကျွန်တော်ကိုစိတ်ချမ်းသာစေပါသည် ခမည်းနဲ့တွေ့ရတာအလွန်ဝမ်းသာပါသည်ဆိုသောစကားများကိုတစ်ဖက်သားသို့ပြောပြီးဖြစ်လေသည်ခွေးများသည် သူတို့၏အရှင်သခင်များကိုမြင်သောအခါလိုက်လိုက်လဲလဲဝမ်းသာကြသောကြောင့်အရှင်သခင်များကလည်း သူတို့ဤခွေးများကိုမြင်ကြသောအခါအလွန်ဝမ်းသာကြလေသည်မပြုံးချင်ပြုံးချင်နှင့်ပြုံးရမည်လားမဟုတ်ပါထို့ကဲ့သို့ပြုံးလျင်ဝမ်းထဲကမပါချောင်းကိုမြင်ရသူတိုင်းသိမည်ဖြစ်သည် မချီပြုံးပြုံးရသော အပြုံးမျိုးကိုကျွန်ုပ်တို့မနှက်သက်ကျွန်ုပ်တိုက်တွန်းနေသောအပြုံးသည်ဝမ်းထဲမှလှက်လိုက်လဲလဲထွက်လာသောတကယ့်အပြုံးပင်ဖြစ်သည်မြင်သူတိုင်းမနှက်သက်သည့်ဥထဲကမပါသော အပေါ်ယံပြုံးခြင်းမျိုးမဟုတ်ပေ မိတိကိစ္စနဲ့ပင်ဆက်သွယ်စေကမူအပြုံးခံရသူတိုင်းကပြုံးသူဤအလိုသူမလိုက်ရောပဲမနေနိုင်အောင် အဖို့တန်အပြုံးမျိုးကိုသာ ကျွန်ုပ်တိုက်တွန်းခြင်းဖြစ်သည်ချစ်စပွဲကောင်းအောင် ပြုံးတတ်သောမိန်းကလေးတူဦးကိုရလျင်ဆက်ရမ်းမအောင်ခြင်းနေပါစေမျက်နှာသေးကြီးနဲ့နေတဲ့ပါရကူဘွဲရသူထက်ဒီမိန်းကလေးဟာပူပြီးဈေးရောက်တဲ့နေရာမှာအဖို့တန်မှာပဲဟူ၍ရရရှိကုံစုံတိုက်ကြီးတစံဤမန်နေဂျာကြီးကကျွန်ုပ်အားပြောပြဖို့သည် လူများနဲ့ဆက်သွယ်ရာတွင်ရဲရဲပြုံးပြုံးမလုပ်ဘဲခက်တီတီဆက်သွယ်တတ်သောလူများသည်အလုံးလုံးရ၌အောင်မြင်ခဲရင်ကြောင့်ဂယုထား၍ကြီးစုမိသည် ဟုအမေရိကန်ပြည်ထောင်စုတွင်အကြီးဆုံးသောကော်ပတ်ကမ္ပဏီတစ်ခု၏ညွန်ကြားသူအဖွဲ့အစည်းဥက္ကဋ္ဌကကျွန်တော်အားပြောပြဖို့သည်ဝရိယတစ်ခုတည်းသာလျှင်ကျွန်ုပ်တို့ကိုအောင်မြင်ခြင်း၏တောချက်ဖြစ်သည်ဟူသောစကပုံဟောင်းကိုထိုဥက္ကဋ္ဌကြီးသည်များစွာမယုံကြည်ခြင်းအလုံးလုံးရ၌ ရဲလိုက်ပြုံးလိုက်နဲ့ရှင်ရှင်ပြပြဆက်သွယ်ပေါင်းသင်းကြတော့ချောင်းအလုတ်ကြီးပွားလာတဲ့လူတွေကိုကျွန်တော်ကောင်းကောင်းကြီးသိပါတယ်သူတို့ဟာကြီးပွားလဲလာရော ပေါင်းသက်ဆက်ဆံနေရမှာ ရှူတီတီဖြစ်လာကုန်ပါရောဒီတော့သူတို့အလုတ်ဟာ ရှေ့ကလောက်မစီကားတော့ဘူးမစီကားတော့လောက်ရတဲ့သူတွေကလည်းအလုတ်ထဲမှာ စိတ်မဝင်စားတော့ဘူးအဲ့ဒါနဲ့စီးပွားပြရတာပဲဟူ၍ဥက္ခရာကြီးကပင်ပြောပြဘူးလေသည်အခြားသောသူများက ်တင့်ကိုရှင်ရှင်ပြပြလက်ခံစကားပြောရန်အလိုရှိခဲ့သော အခြားသူများကိုလည်းတင့်သည်ရှင်ရှင်ပြပြဆက်ဆံရပေမည်။တနင်းကနွေ တပတ်အတွင်းအခွင့်ရတိုင်းတစုံတယောက်သောသူအားပြုံးကားရဲကားဆက်သွယ်ပြီးလင်တို့တို့ပြုံးခြင်းအတွက်မြည်သည့်အကျိုးတူးများရရှိသည်ကိုကျွန်ုပ်၏အတန်းတဲတွင် ပြန်လည်ပြောကြားရန်ထွားပေါင်းများစွာသောကုံသည်ကြီးငယ်တို့အားကျွန်ုပ်မှာကြားဘူးသည်။ကျွန်ုပ်မှာကြားချက်အတိုင်းလိုက်နာဆောင်ရွက်သူတွင် မြေမြအချိုးထူးဒီကို ကျွန်ုပ်တို့ကြည်ကြစို့နယူးယောက်မြို့ Cap Exchange E အလုသမားတူဖြစ်သူ William B. Steinhardt ထံမှပေးပို့လိုက်သောစာကိုအောက်တွင်ဖော်ပြပါဒုစာရက်တွင်ပါသောအချက်များသည်ထို့သူတူဦးရဲ့အတွေ့အကြံသာဖြစ်ပါသည်ရာပေါင်းများစွာသော အခြားသူများကိုလည်းထိုအတွေ့အကြုံများကို တွေ့ရလေသည်ကျွန်တော်အိမ်တော်ကြခဲ့ဒီမှာ16နှစ်ကျော်ပါပြီ။ဒီ16နှစ်အတွင်းကျွန်တော်၏မိမအပေါ်တွင် အလုံးပြုံးခဲ့လာပါသည်။ အိယမထားသည့်အချိန်ကစပြီးအလုတ်ဆင်းရန်အိမ်မထွက်လာသည့်အထိစကားအခွန်20ပြည့်အောင်မပြောဘူးပါ Broad the way to white မှာကျွန်တော်ဒီညနေပေါက်အစိုးဆုံးလူတစ်ယောက်ဖြစ်ပါသည်ပြုံးသည့်အလေးထားကိုစတင်လုပ်ရ၌တွေးခဲ့ရသောကျွန်တော်၏အဖြစ်ပြက်များကို ပြန်ပြောရမည်ဟု၍ဆရာ၏မှာကြားချက်အရတနင်္ဂနွေတစ်ပတ်မြောက်ပြုံးသောအလေးထားကိုစမ်းကြည့်ရန် ကျွန်တော်စိတ်ကူးမိခဲ့ပါသည်တို့တို့စိတ်ကူးပြီးနောက်တစ်နေ့တွင် ကျွန်တော်ဒီသပင်ဖြစ်နေစဉ် ျွန်တော်ဤမျက်နာကိုမှန်တဲ့တွင်ကြည့်မိသည်ဟဲ့ကဒီနေ့တော့မင်းရဲ့မျက်နာရှစ်ခေါက်ချိုးကြီးကိုစွန့်ပြစ်ရလိမ့်မယ်မင်းပြုံးကွာကဲပြောနေကြတယ်အခုကအစပြုံးတော့ဟိဟုကျွန်တော်ကိုကိုကျွန်တော်အားပေးလျက်ရှိပါသည်ဒီနေ့တွင်နနစ်စာစားကြတော့အခါခင်ရေမင်္ဂလာနနခင်ဟိဟုမျက်နှာချိုသွေးရင်ကျွန်တော်ကပင်စ၍စကားပြောပါသည်တို့ကဲ့သို့ပြုံးတီကို တွေးရတော့အခါကျွန်တော်ဤမိမသည် အာအသင်သွားလိမ့်မည်ဟု၍သာ ဆရာကသတိပေးလိုက်တော့လေကျွန်တော်ဤခါတိုင်းနဲ့မတူ အမှုကွဲပြားခြင်းမျိုးကိုမြင်ရတော့အခါကျွန်တော်ဤမိမသည်အာအသက်ရုံမကအတော်ပင်ထိတ်လန့်တကြားဖြစ်၍ပင်သွားပါသည် ထို့ကြောင့်ရှေးဖို့တွင်ဒုနိအတိုင်းအချို့ပြင်ပါတော့မည်ဟုကျွန်တော်ဤမိမကိုကတိပေးပြီးပြင်လာခဲ့ရာယခုအခါနှစ်လမျှရှည်သွားပါပြီဒုနလအတွင်ရှေးအခါများနဲ့မတူပဲကျွန်တော်တို့မိသားစုမှာပို၍စိတ်ချမ်းသာကြပါသည်ယခုအခါတွင် အလုတ်ဆင်းရန် ကျွန်တော်ဤအခန်းမှထွက်လာတော့အခါဓာလီကမောင်းသမားကို ပြုံး၍နှုတ်ဆက်ပါသည်တကားဆောင်ကိုပြုံး၍နှုတ်ဆက်ပါသည်ငွေအကျွေသွားလဲတဲ့အခါမှာငွေဒိန်းကိုပြုံး၍နှုတ်ဆက်ပါသည်အလုတ်တိုက်တို့ရောက်တော့အခါရှေ့အခါကကျွန်တော်ပြုံးသည်ကိုတခါဘူးမြမတွေ့ဘူးသောသူများကိုလည်းကျွန်တော်ပြုံးပြပါသည်လူတိုင်းကလည်းကျွန်တော်ပြုံးသလိုပြန်၍ပြုံးသည်ကိုတွေ့ရပါသည်ကျွန်တော်ထံသို့အကြောင်းတစ်ခုခုနဲ့တိုင်တန်းရန်လာကြသူများကိုလည်း ကြည်တာရှင်ပြစွာလက်ခံစကားပြောပါသည်သူတို့၏တိုင်တန့်ခြင်းများကိုပြောကြနေစဉ်ကျွန်တော်၏မျက်နှာကိုခတ်ချိုချိုထား၍နားထောင်တော့ကြောင့်တုံးနဲ့တူစိတ်ဆက်ရ၌များစွာ လွဲကူချောင်းကို တွေးရပါသည်ပြုံးသည့်အလေးထားကိုလုံးမနေစဉ်ဝင်ငွေပူ၍လာသည်ကိုကျွန်တော်တွေ့ရပါသည် ကျွန်တော်သည် အခြားပွဲစားတူနှင့်ဆက်၍အလောက်ခန်းဖွင့်ထားပါသည်ဒီပွဲစား၏စရစ်တူသည် အတော်သဘောကောင်းသောတငယ်ချင်းတစ်ယောက်ဖြစ်ပါသည် ူများနဲ့ဆက်ဆံရ၌အသုံးဝင်သောကျွန်တော်၏လက်တွေ့ဤကောင်းများကိုကျွန်တော်သည်ထိုစည်းအားပြောပြပါသည်ကျွန်တော်အမြင်ကအစထိုစည်းသည် ကျွန်တော်အားအလွန်မျက်နှာပေါက်ဆိုးသောလူတရားဟုအထင်ရောက်ခဲ့တော်လဲကျွန်တော်ပြုံးသည်ကိုမြင်ရသောအခါမှထိုတငယ်သည် သူ၏စိတ်ထားကိုပြောင်းပြက်ပါသည်ကျွန်တော်၏မျက်နှာသည်ပြုံးသောအခါတွင် အလွန်ကြည်လင်လာသည်ဟုထိုစည်းကဝန်ခံပါသည်တဖက်သားကိုအပြည့်တန်တတ်သောဝါသနာကိုလည်း ျွန်တော်ဒီတခါတည်းအမြက်ကလှမ်းလိုက်ပါပြီ။ပြတရားမြေနေရာတွင်ချီးမွမ်းခြင်းနဲ့အားပေးခြင်းစနစ်ကိုအသုံးပြုပါသည်။ကျွန်တော်ဘာလို့ရှိသည်ကိုသာထုတ်ဖော်ပြောဆိုသောအကျင့်ကိုလည်းဖျောက်ပြစ်ပြီးလျှင်တစ်ဖက်သား၏အယူဆချက်ကိုစူးစမ်းပြီးရှာဖွေထောက်လှမ်းလျက်ရှိပါသည်။အထက်ပါအလေးချက်များသည်ကျွန်တော်ကိုတမျိုးတစ်ဖုံပြောင်းလဲပစ်လိုက်ပါသည်။ယခုအခါကျွန်တော်ဒီရှေ့ကနေမတူတော့ပါစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းမိ쇠ပေါ်များခြင်းတို့နဲ့ပြည့်စုံလျက်ရှိပါသည် နောက်ဆုံးအချုပ်ပြောရရင် လောကမှာဒီဟာတွေသာအဖို့တန်ဆုံးဖြစ်ပါသည်ခင်ဗျာအထက်ပါစာကို ရေးသားသူသည်တမညာပုံကုန်မဟုတ်ပါ လူရည်လူရ၌ကျွမ်းကျင်ပါနဲ့ပြီးလင်တရားကို96ရောက်မြပျက်စီးသွားလောက်အောင်ခဲရင်တော့ငွေရောင်းငွေဝယ်လုပ်ငန်းကြီးကိုလောက်ကန်ဆောင်ရွက်လျက်ရှိသောပုဂ္ဂိုလ်ကြီးဖြစ်ကြောင်းကို အစဉ်တတိရှိရပါသည်တင်းဒီမပြုံးကျင်ဘူးလားပြုံးရန်ဝါသနာပပါဟုဆိုလျင်ဘာလုပ်ရမလဲ ောင်းပြီးရှေးဥစွာတင့်ကိုကိုပြုံးရန်အတင်းတိုက်တွန်းပါတယောက်ထဲရှိသောအချိန်မှာတချင်းဆိုရန်တော်၎င်းပဆက်ဆိုင်တည်ရန်တော်၎င်းလေးချွန်ရန်တော်၎င်းတင့်ကိုကိုတင်တိုက်တွန်းပါစိတ်ထဲကပျော်နေပြီးတကယ်တို့တင့်ကိုတင်လှုပ်ရှားပေးပါတွဲခါတင့်သည်တကယ်ပျော်လာပေလိမ့်မည် Harvard University Professor William James သည် အောက်ပါတိုင်းပြောဆိုမှုသည်ဝေဒနာပေါ်ပြီးမှ ကို့အလိုက်ကို့အမူအရာဖြစ်ပေါ်ဟန်လက္ခဏာရှိတော်လဲ ဆန်ဆက်မှမူကားဝေဒနာနဲ့ကိုယ်အမူအရာတို့သည်တစ်ချိန်တည်းဖြစ်ပေါ်နေကြလေသည်စိတ်အိတ်ဓာတ်ရိုက်ချုပ်တီးမှုကို ပို၍ခုခံလျက်ရှိသောကိုယ်အမူအရာကိုအကျင့်လုပ်ပေးခြင်းဖြင့်စိတ်ချုပ်တီးခြင်းကိုမခံရသောဝေဒနာကိုကျွန်ုပ်လိုရှိသည့်အတိုင်းတွယ်ဝ၍ဖန်တီးနိုင်လေသည်ထို့ကြောင့်စိတ်ညက်သောအခါစိတ်ရွှင်လာအောင်လုပ်ရန်အကောင်းဆုံးနည်းသည်အကယ်စင်ဆက်ပျော်ရွှင်နေပြီတကယ်တော့ နေထိုင်ပြောဆိုလှုပ်ရှားသွားလာခြင်းပင်ဖြစ်လေသည်။ကဘာပေါ်ရှိ လူတိုင်းပင် ချမ်းသာခြင်းကို တောင်းတကြသည်။ထိုတောင်းတသော ချမ်းသာခြင်းကိုရရန်ပွဲတွေ့နီလန်းတလန်းသာရှိပါသည်။ဒုနည်းသည်ကျွန်ုပ်တို့ စိတ်ကူးများကိုအကျင့်လှုပ်ပေးရန်ပင်ဖြစ်ပါသည်။ချမ်းသာခြင်းသည်ကိုရင်းရှိအကြောင်းများပေါ်မှသာတည်မြဲလျက်ရှိသည်။ကိုပြင်ပရှိအကြောင်းများပေါ်မှမတည်ကြ။တင်း၌ဘာရှိသည် ်သင်သည်ဘယ်သူဖြစ်သည်သင်သည်ဘယ်မှာရှိသည်သင်သည်ဘာလုပ်နေသည်စသောအရာများသည်သင်ကိုစိတ်ချမ်းသာအောင်တော်လကောင်စိတ်ညစ်အောင်တော်လကောင်မလုံနိုင်ချေတို့ရာများပေါ်တွင်သင်သည်ဘယ်ကဲ့သို့သဘောထားသည်ဆိုသောစိတ်သာလျင်သင်ကို ချမ်းသာအောင်တော်လကောင်စိတ်ညစ်အောင်တော်လကောင်ပြုလုပ်နိုင်လေသည်တသက်ပြလူနှစ်ယောက်သည်ဝေးကြည်ရေကွန်ထရက်မှဆ ảy ၍အတူတူဖြစ်သည်အလုပ်ကိုလည်းအတူတူလုပ်သည်တို့ရတွင်တယောက်သည်စိတ်ချမ်းသာ၍ အခြားတယောက်မှမစိတ်မချမ်းသာကြ။အဘဲကြောင့်ဤကဲ့သို့ဖြစ်ရသည်ဆိုသောဒုလူနှစ်ယောက်သည်တုံးနေတူစိတ်ထားချင်းမတူသောကြောင့်ပင် ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။အမေရိကန်လူချမ်းသာများနေသော Pat Heaven New Call ရက်ွက်တွင်ချမ်းသာရှင်ပြသောမျက်နှာမြောင်များစွာကိုရင်အားပြတဲ့ကဲ့သို့တရုတ်ပြည်အလွန်ပူပြင်းသောဥဒုတွင်တနည်းလျင်ပိုက်ဆက်တမတ်ခန့်မြရ၍ချွေးတီတီကြအောင်ပင်ပန်းစွာအလုံးလုံးနေသော လျှောက်ကူလီများတဲ့တွင်လဲချမ်းသာရွှင်ပြသောမျက်နှာမြောင်များစွာကိုကျွန်ုပ်တွေ့မြင်ခဲ့ရဘူး။မြေတိအရာမဆိုစင်ဆက်ကောင်းလဲမကောင်းဆိုးလဲမဆိုအကောင်းနဲ့အဆိုးသည်စိတ်ဤဖန်တီးမှုများသာဖြစ်သည်ဟုရှက်စပီးယားကပြောပူသည်။များစွာသောသူတို့သည်မိမိတို့စိတ်နိုင်သလောက်ချမ်းသာကြသည်ဟု၍အီဗရာဟင်လင်ကွန်ကပြောပူလေသည်။သူစကားသည်မှန်သည်။သူစကားမှန်ကြောင်းတသက်တာရကတစ်ခုကိုရားမကြမီကကျွန်ုပ်သည် တွေ့ခဲ့ပူသည်။ ်လီယောင်မြို့ရှိလောင်အိုင်လန်ဘူတာပေါ်အပေါ်ထက်သို့ကျွန်ုပ်တက်ရောက်သွားသောအခါမတန်ဆန်းသောကလေးတွင်ငယ်၄90တို့သည်ကျွန်ုပ်၏ရှိတဲ့တဲ့တွင်ချိုင်းတောက်များဖြင့်လေကားပေါ်သို့အားဆိုင်တက်နေကြသည်ကို တွေ့ရသည်တွင်ငယ်လေးတယောက်ကိုမူကားပွေ့၍တင်ယူရသည်သူတွင်ငယ်လေးများ၏ဝမ်းသာအားရရှင်မြုပ်နေချပုံကိုမြင်ရသောအခါကျွန်ုပ်သည်အံ့အားသင့်သွားသည်ထိုအကြောင်းကိုတွင်ငယ်လေးများအားစောင့်ရှောက်လျက်ပါလာသောလူကြီးတူကိုကျွန်ုပ်မေးကြည့်သည် ုတ်ကဲ့ကလေးတွေဟာဒီလိုပါပဲတတလုံးခြေမတန်မဆွမ်းဖြစ်ရတော့မယ်ဆိုတာကိုတိတိချင်းတော့အတော်ပဲလန့်သွားတာပဲဒီအလန့်ဟာလဲတောက်သွားရောကန်စီမံတဲ့အတိုင်းဖြစ်လာရတာပဲဆိုပြီးတခြားတန်တန်ဆွမ်းဆွမ်းကလေးတွေထက်ပင်ရွှင်ရွှင်ပြပြဖြစ်လာသေးတယ်ဟုထိုလူကြီးကကျွန်ုပ်အားပြန်ပြောလေသည်ကျွန်ုပ်ဒီတို့ကလေးများကိုစရာတင်ကျင်တယ်လို့ပင်ဖြစ်မိသေးသည်သူတို့တင်လိုက်သောသင်ခန်းစာကိုယတိအခါမျှမေးနိုင်မည်မထင်ပါ ဒေါက်ကလပ်ဖေယာဗစ်နဲ့ကွာရှင်ရန်စီစဉ်နေစဉ်မေရီပစ်စပို့နဲ့ကျွန်ုပ်ဒီတညနေခင်းအချိန်တွင်သွားရောက်စကားပြောမှုသည်ထိုအချိန်ခါကမေရီပစ်စပို့ကိုစိတ်မချမ်းသာဖြစ်နေသည်ဟုတကဘာလုံးက တွေးထင်နေကြသည်တို့ရတွင် ကျွန်ုပ်တွေးခဲ့ဘူးသော စိတ်မချောက်ချသည့်လူများတဲ့တွင် မေရီပစ်စပို့လည်းပါဝင်ဖြစ်သည်ကျွန်ုပ်ကိုယ်တိုင်တီးခဲ့ရသည်သူ၏မျက်နှာသည်ကြည်လင်လျက်ရှိသည် ်ထိုကဲ့သို့ဖျက်ချင်းဤကောင်းသည်အဖေအရာနီထိုဤအကြောင်းကို ရေးသည် စာမျက်နှာ35မျက်နှာရှိသောဘုရားကို ဖက်ပါလာစာအုပ်ထဲတွင် ရေးသားထားလေသည်အမေရိကန်ပြည်နမဲကျော်အသက်နှင့်မိအာမခံကိုစလက်တူဖြစ်သူ Franklin Becher ဆိုသူကပြုံးရှင်သည့်မျက်နှာရှိသောနှစ်ပေါင်းများစွာကပင်ဂယုပြု၍ကြီးမိသည်ဟုကျွန်တော်အားပြောပြဖို့သည်ထို့ကြောင့်အာမခံထားခြင်းအောင်ဆွဲရန်လူတူဦးဤလောက်ခန့်အတွင်းသို့မဝင်မီ ခတများနား၍ဝမ်းတာဆရာကိစ္စများကိုပြန်လည်စဉ်းစားပြီးနောက်သူ၏မျက်နှာသည်ရွှင်ပြလာသောအခါမှ ရုံးခန်းအတွင်သို့ဝင်၍ပြောเสียရှိသည်ကိုပြောပါသည်အာမခံအလုပ်ကိုဤမြကြီးကျယ်တိုးပွားအောင်ပြုလုပ်ရာတွင်အထက်ပါနေသည့်များစွာအကူအညီရသည်ဟု Frank Klein ပတ်ချသည့်များစွာယုံကြည်သည် Ebert Habit ဤအလွန်အဖို့တန်သောအကြံပေးချက်ကို အောက်တွင်ဖတ်ပါတို့ရတွင် ဖတ်ယုံနေမပြီးထိုအကြံပေးချက်ကိုလည်းလိုက်နာဆောင်ရွက်နိုင်ပါမှအကျိုးပြီးမိအကြောင်းကိုကောင်းစွာသတိပြုပါတင်းသည်အိမ်အပြင်သို့ထွက်တိုင်းတင်းဤမေးကိုတင်၍ခေါင်းကိုခက်မှတ်မှတ်ထားပါအသက်ခက်ပြင်းပြင်းရှိုက်ပေး၍နေရောင်ကိုခံပါတင်းဤမိတ်ဆွေများကိုပြုံး၍နှုတ်ဆက်ပြီးလင်လက်ဆွဲနှုတ်ဆက်ပါတပတ်သားအထင်မှားမှာကိုမကြောက်ပါနဲ့တင်းရန်သူများအကြောင်းကိုအချိန်ကုန်ခံ၍မစင်စားပါနဲ့ တင်လှုပ်လို့တော့အလုပ်ကိုတင်းစိတ်ထက်တွင်စွဲနေပါစေထို့နောက်လမ်းကွေ့မနေဘဲတင်အလိုရှိသောကိစ္စကိုစုံကန်းတိုင်အောင်ဖြောင်းဖြောင်းတန်တန်သွားပါတင်လှုပ်ခြင်းသောကြည်ကျက်ခမ်းနားသည့်အလုပ်များပေါ်တွင်အစဉ်တတိယရှိပါစေထို့နောက်ရက်တော်ကြာလာသောအခါတန်တာပိုးသည်တသွင်သွင်စီစဉ်လျက်ရှိသောရေအလျင်မှမိမိအလိုရှိသောအစာကိုရအောင် ယူပြီးတကယ်တို့တင်လှုပ်လို့သောအလုပ်ဤအောင်မြင်ခြင်းအတွက်လိုအပ်သောအခွင့်အလမ်းကောင်းများကို တင်ကိုယ်တိုင်မတိမတာစုပ်ကံမိလျက်ရှိချောင်းကိုတင်သည် တွေ့ရပေလိမ့်မည်။တင်ပြလို့သောလူစန်းကောင်းတယောက်ဘဝကိုတင်စိတ်အတွင်းတွင်တင်ကိုယ်တိုင်စဉ်းစားကြည့်ပါ။တို့စဉ်းစားချက်သည်နိုင်နှင့်အမျှတင်ဖြစ်လို့သောဘဝသို့တင့်ကိုပြောင်းလဲပေးနေပေလိမ့်မည်။အကျံစီသည်တကိုးအကြီးဆုံးဖြစ်ပါသည်။ရဲရင်ချင်းဖြောက်မှန်ချင်းရွှင်လန်းချင်းဒီဟုသောစိတ်ထားမှန်တို့ကိုရအောင်ရှာ၍ ထိုစိတ်ထားတို့ကိုမပြောက်ပြက်ရအောင်ထိမ့်သိမ့်ပါအမှန်ကို စိတ်ကူးနိုင်ခြင်းဖြင့် ကိစ္စတစ်ခုကို ပြီးမြောက်အောင်လုပ်နိုင်လိမ့်မည် အားလုံးသောအရာတို့သည်စန္ဒမှ ပေါက်ပွားလာကြ၍အဟုတ်တကယ်အလိုရှိလာလျင်ဧကံအမှန်ရသည်သာကြီးဖြစ်ပါသည်ကျွန်ုပ်၏စိတ်ကဆွဲလန်းသည့်အတိုင်းကျွန်ုပ်တို့ဖြစ်လာရတော့သည်သင်၏မေးကိုတင်း၍ခေါင်းကိုခမ်းမမတ်ထားပါကျွန်တော်တို့သည် ်မိခဲပြဖုံးများဖြစ်ကြသည်ရှစ်တယုတ်လူမျိုးများသည် ရှစ်လူရည်လူရတွင်အလွန်ပါနှက်သူများဖြစ်ကြသည်သူတို့သည်စကပုံတစ်ခုကိုထားခဲ့၍ထိုစကပုံကိုတင်းနှင့်ကျွန်တို့သည်စာနှင့်လာရေး၍အုတ်ထုတ်အတွင်းတွင်ကတ်ထားရန်ကောင်းသည် ထိုစကပုံသည်ကပြုံးရွှင်သည့်မျက်နှာမရှိသူသည်ဈေးမရောက်ရဆိုသည့်စကပုံပင်ဖြစ်ပါသည်ဆိုင်ချောင်းကို ပြောသောကြောင့် Open Hin Calling Company အတွက် Front Eye Ben Fletcher ရေးသားသောကြော်ညာစာတစ်ခုတွင် အောက်ပါ အိမ်သုံးပညာရှိစကားများပါဝင်လေသည်ပြုံးချင်းသည်ဘာမျှမပင်မန်းအလွန်တာသွား၏ပြုံးသောသူသည်ဘာမျှညော့မသွားပင်နှင့်အပြုံးခံသောသူတွင် အများကြီးရလိုက်သည်ပြုံးချင်းသည်လျှက်တစ်ဖြက်ခန့်ကြာတော်လဲတခါတရံထိုအပြုံးကိုတသက်လုံးမမိနိုင်ပြုံးချင်းနှင့်ကင်း၍နေနိုင်လောက်အောင်ချမ်းသာကြွယ်ဝသူဟူ၍မရှိ တို့ပြုံးခြင်း၏အကျိုးကို မခံစားနိုင်လောက်အောင်ဆင်းရဲသူဟူ၍မရှိပြုံးခြင်းသည်အိမ်တွင်း၌ချမ်းသာဒုက္ခကို ပေးသည်အလောက်ခွင်၌မျက်နာပွင့်လန်း၏မိတ်ဆွေချင်းချင်း၏အထိတ်အမတ်ဖြစ်သည်ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေသည်စိတ်အားငယ်သူကိုစိတ်အားတက်စေသည်ဝမ်းနည်းသူကိုဝမ်းသာစေသည် လူတို့၏အတ္တိဒုက္ခများကို ကုသရန်အတွက်အကောင်းဆုံးသောတဘာဝဓမ္မဤဖြစ်သည်တို့ရတွင် ပြုံးခြင်းကို ဝယ်၍တော်လကားတောင်း၍တော်လကားချေးငား၍တော်လကားမရနိုင်ဘေးသူကတရားကြည်ပြစွာမပေးလင်ရသူမှာအကျိုးမတင်ချေတို့ကြောင့်ခရစ်မတ်ပွဲအတွက်တနေ့လုံးလုံးလက်မလဲအောင်ရောင်းချနေရသောကျွန်တို့ကုံတိုက်မှဈေးရောင်းသမားများသည် ပင်ပန်းနွမ်းနယ်လွန်သောကြောင့်တင်တို့ကိုမပြုံးနိုင်လင်ကျွန်တို့အားပြုံးပြရန်တင်တို့ထံမြတ်တာရက်ခံပါရစေမပြုံးနိုင်လောက်အောင်ပင်ပန်းလျက်ရှိသောသူထက် ပြုံးခြင်းကိုပို၍အလိုရှိသောသူမရှိပါထို့ကြောင့်တင့်ကိုလူကြိုက်များလို့လည်းနီးအမှတ်နှစ်တီပြုံးပါအခုဖက်ခဲ့တဲ့အခန်းတိုင်းဟာနားထောင်သူများကိုစိတ်ကူးစိတ်တမ်းဘ ഹു တုတနဲ့စိတ်အားထက်သန်မှုများစီတို့ပို့ဆောင်ပေးပါတယ်ဆူဆန်းလိုစိတ်ရှိသူများ အလုံများသောဘဝတွေတို့မဟုတ် အပန်းဖြေအနားယူခြင်းများအတွက် ကျွန်တော်တို့၏အကြောင်းအရာတွေဟာလူတိုင်းမှတ်ရလွယ်ကူစေပြီး ျော်ရှင်ဖွယ်ဖြစ်စေရန်အတွက်အံဝင်ခွင့်ချဖြစ်ပါတယ်။နောက်ရက်တွေမှာကျန်တဲ့အပိုင်းများကိုဆက်လက်ဖက်ပြပါဦးမယ်။ကျေးဇူးတင်ပါတယ်။